2023ခုနှစ်နိုင်ငံတော်မှရှိတဲ့တစ်ထုတ်လုပ်ရေးစခန်းတွေအများစုဖြတ်သိမ်းလိုက်တဲ့နောက်လုံတက်နေတဲ့ဝန်ထမ်းတွေကိုလစာ3လစာပေးပြီးတော့ထုတ်လိုက်ရပြီးတော့ကိုသိန်းလင်းတို့လိုလုံတက်ရင်းတဲ့နှစ်ရှည်ဝန်ထမ်းတွေကိုတော့အခြားဆိုင်တွေကိုပြောင်းရွှေ့ပေးလိုက်ပါတယ်။အဲဒီလိုပြောင်းရွှေ့ရမှာကိုသိန်းလင်းဟာမြို့နယ်တစ်ခုမှရှိတဲ့တံမဏိဆက်ယုံကိုတာဝန်ကျပါတယ်။အဲဒီဆက်ယုံကမြို့ပြင်ဘက်မှာရှိပြီးတော့လမ်းဟာလည်းဖုန်နယ်လွန်ထူထပ်တာမလို့ရေကားနဲ့မနက်တစ်ချိန်ညနေတစ်ချိန်ရေဖြန်းပေးရပါတယ်။ရန်ဘာရန်ခါမှာဆက်ယုံကကားဝင်ထွက်တွေများလေနော်၃ချိန်ထိကိုဖြန်းပေးရလိမ့်ရှိပါတယ်။ သိန်းလေးအဲ့ဒီကုမ္ပဏီမှာတာဝန်ထမ်းဆောင်လာခဲ့ရနှစ်လခန့်ကြာမှာတော့ကုမ္ပဏီကဝန်ထမ်းတွေအတွက်တိုးချဲ့ဆောင်တခုထပ်မံဆောက်လုပ်ပါတယ်အဲ့လိုဆောက်လုပ်ရမှာအဆောင်နဲ့မလွတ်တဲ့အပင်ကြီးတွေကိုဘူရိုဇာနဲ့ထိုးချပြီးတော့အပိုင်းမိုင်းဖြတ်ကထိန်းလုပ်ပစ်ကြပါတယ်ဒိုဘက်မှာလည်း15ပေကြော်ကြော်ခန့်သာရှိတဲ့တနက်ပင်ကိုတော့အမြင့်ကနေတေချာတူးကအခြားနေရာတခုမှာကြာကြာနာနာပြန်ဆိုင်ပါတယ်အရိကအရာရာကိုဆက်စုကျင်တဲ့ကုသိန်းလေးကအံအောမှုတွေဖြစ်ပြီးတော့စက်မောင်းသူကိုမေးပါတယ်နေစမ်းမအောင်ဗျာ အချားပင်ကြီးတွေကြတော့ဆက်နဲ့ထိုးကြပြီးတော့အပိုင်းပိုင်းဖြတ်နေဒီပင်လေးကြတော့မှဘလို့ဖြစ်လို့တေချာပြောင်းပြီးစိုက်နေရလဲဗျအဲ့လိုမေးတော့ဆက်မောင်းတဲ့သူကဒီပင်ကဆက်တွေခေါင်းလဲလို့မရအောင်ခေါင်းလဲပြီဆိုတာနဲ့ပြတ်တော့တာပဲနောက်တော့ဒရိုက်တာကိုယ်တိုင်အုံးမွေးငပြောပွဲနဲ့လာတောင်းမှန်ပြီးတော့အပင်ကိုဆက်နဲ့မထိုးဘဲနဲ့ပြောင်းရွှေ့ပြီးတော့စိုက်ခွင့်ပေးပါလို့တောင်းမှန်ပြီးအခုလိုမျိုးရွှေ့ပြောင်းစိုက်ရတာဗျအဲ့လိုရှင်းပြလိုက်တော့ကိုသိန်းလင်းကလည်းထပ်မံမေးမြန်းမြန်ပါတယ်ဒီပင်ကဘလို့တွေဖြစ်ခဲ့လို့လဲဗျဒီလိုဗျ ဒီနေရာအရင်တော့တမ်မနီဆက်ယုံမရှိခင်ဖုံးဆိုးမြေကြီးပြနောက်တော့ဒီတမ်မနီဆက်ယုံဆက်ဆောက်တဲ့အချိန်မှာအင်ဂျင်နီယာမလေးတယောက်လုပ်ငန်းခွင်မှာမတော်တဆနဲ့တည်ဆုံသွားဘူးတယ်အရင်နောက်ပိုင်းအင်ဂျင်နီယာမလေးကဒီတနက်ပင်မှာပဲရှိနေတယ်ဆိုပြီးအကုန်လုံးကယူဆကြတယ်ဘာကြောင့်လဲဆိုကော်မလေးကတခါတလေအရေးယောင်နေပြတာလည်းရှိတယ်ဗျာစူစူဝဝိုင်း6လက်နာမျိုးတော့လည်းမရှိပါဘူးအဲတခါလေကားဆုပ်ပြက်တွေလာချရင်နဲ့စပယာတယောက်ကကားနောက်ဆုပ်ရင်နဲ့အတိုက်ခံရလို့တည်သွားဘူးတယ်ဗျာလူတွေကလည်းသူ့ကိုအော်ကြပါသေးတယ်ကားနောက်ဆုပ်နေတဲ့ဘေးဖယ်ဆိုပြီးတော့ဝိုင်းမီကိုအော်ကြတာပါ ဒါပေမဲ့သူကလည်းမကြားသလိုကြီးပြကားကိုကြောင်ပြီးတော့ကြည့်နေ啊ကားသမားကလည်းသူ့ကိုမမြင်ဘူးပြလွတ်တယ်ထင်ပြီးတော့ဆုတ်လိုက်တာပဲပြောရမယ်ဆိုရင်တော့ဒီပင်နေကနည်းနည်းကျန်းတယ်ဗျအဲလိုဖြစ်ခဲ့လို့အဲ့ဒီပင်ကိုကုမ္ပဏီကဒါရိုက်တာကိုယ်တိုင်အုံမွေးငပြောပွဲနဲ့ရွှေ့ပြောင်းပြီးစိုက်ပေးတာဩအဲ့လိုလားဗျ ကိုသိန်းလင်းကလည်းဘာမှပြန်မပြောပြတော့ဘဲနဲ့အဲ့ဒီနေရာကနေလဲထွက်လာခဲ့လိုက်ပါတယ်။ကိုသိန်းလင်းတို့နေထိုင်တဲ့ဝန်ထမ်းလူပြိုဆောင်က6ခန်းတွဲ2တွဲဖြစ်ပြီးတော့အခန်းတစ်ခန်းမှာတော့ဝန်ထမ်း၄ယောက်နေကြရပါတယ်။လူပြိုတွေကြီးပဲနေထိုင်ကြတဲ့အဆောင်ဖြစ်တာမလို့ညရောက်ရင်တော့အားလုံးအားစုပြီးတော့ဘီယာတွေတောက်ကြ၊ဂီတာတွေတီးကြ၊တချင်းတွေဆိုကြနဲ့နည်းနည်းပါးပါးတော့စုညံနေခဲ့ပါတယ်။ပြောင်းရွှေ့စိုက်ထားတဲ့အပင်ကလည်းအဆောင်နဲ့ပေ150 200ခန့်သာဝေးကွာလာပါတယ်။အပင်ကရွှေပြောင်းစိုက်ကစားမှုလားမသိပါဘူး။ညိုရ6တွဲလျက်ရှိနေပါတယ်။အဲ့ဒီအပင်မှာတည်ဆုံးသွားတဲ့အင်ဂျင်နီယာမာလီရဲ့ဝိညာဉ်ရှိနေကြောင်းအ ားလုံးကသိရှိကြပြီဖြစ်တာမလို့ဝန်ထမ်းတယောက်ကအပင်ဘက်ကိုလဲကြည့်လိုက်ပြီးပါဇက်ဆော့ပါတယ်အချစ်လေမင်းကညှိုးနေရပဲကွာရေစာနေရတယ်ထင်တယ်အကိုတို့စီမှာလာတောင်းလို့ရရယ်နော်အဲ့လိုလမ်းအောင်ပြောတော့အားလုံးကသဘောကျပြီးတော့ဒါဟဟနဲ့ရေကြပါတယ် ဒီလိုနဲ့ပဲညနေတဲ့အချိန်ကိုရောက်တော့တောက်တာစားတာရည်ရက်ထားပြီးတော့အသီးသီးအိပ်ရာဝင်ခဲ့ကြပါတယ်။အားလုံးအိပ်ပျော်လို့နေပါဖြစ်နေချိန်မှာတရောက်တောက်နဲ့တကားခေါက်တံဟာထွက်ပေါ်လာတာကြောင့်ဝင်တန်းတယောက်ကလည်းထပြီးတော့တကားဖွင့်ကြည့်တဲ့အခါမှာတော့မိန်ကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီဝင်တန်းကလည်းအဆောင်နဲ့ခလန်းလန်းမှရှိနေတဲ့တာဝန်မူရဲ့အဆောင်နာကမိန်ကလေးဆိုပြီးထင်မှတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဘာကိစ္စများလဲဗျာ။ရေစာလို့လာတောင်းတာပါကိုရဲ့။အော်အေးအေးခဏဆောင်နော်။ အရိဝင်နှန်းကလည်းအထဲကိုပြန်ဝင်သွားပြီးတော့ရေခတ်ပြီးတော့ပြန်ထွက်လာမှာတော့မိန်းကလေးကမရှိတော့ပါဘူး။အရိခါကြမှာကြောက်လန့်ပြီးတော့ပြန်ဝင်ပြေးရပါတော့တယ်။နောက်တနေ့ညမှာတော့အရိမိန်းကလေးကတကားခောက်ပြီးရေလာတောင်းပြန်ပါတယ်။အရိခါဝင်နှန်းကလည်းရေသွားယူပြီးအပြန်မိန်းကလေးကရှိမနေတော့ပြန်ပါဘူး။အဲလိုမျိုးဖြစ်ပြနေတာတွေကတညလည်းမဟုတ်နှစ်ညလည်းမဟုတ်ညစဉ်ညတိုင်းကိုဖြစ်နေတာဆိုတော့ဝင်နှန်းတွေကလည်းကြောက်လန့်ခြင်းမရှိတော့ပါဘူး။တယောက်နဲ့တယောက်အဲဒီအကြောင်းအရာကိုစနောက်ပြီးတော့လုံနေကြပါသေးတယ်။ဟဲ့ရောက်နေဒီညမင်းတို့အခန်းဘက်ကိုရေလာတောင်းအောင်မယ်နော်။အဲလိုမျိုးအချင်းချင်းကိုပြောဆိုပြီးတော့ရေမောစနောက်နေကြ ပါအဲလိုနဲ့တရက်မှာတော့ဝန်ထမ်းတွေကအသက်40လောက်ရှိတဲ့လူပြိုကြီးဟာအဲ့ဒီရွှေပြောင်းဆိုင်ထားတဲ့တနက်ပင်စီကိုတွားပြီးတော့ဗဇက်ဆော့ပြန်มาတယ် ိတ်ကောင်မလေးငါတို့လူမျိုးဆောင်ဘက်ကိုရေလာမတောင်းနဲ့နော်ဒီပင်ကိုရေလောင်းမှုအတွက်ရေကငါတို့ပိုင်တာမဟုတ်ဘူးဟာရန်နရမှုပိုင်တာနင်းရေတောင်းရင်လို့ရှိရင်သူ့စီမှာသွားတောင်းအဲ့လိုပြောပြီးတော့ရန်နရမှုရဲ့အိမ်ကိုလက်ညှိုးထိုးပြပြီးတော့အဆောင်ကိုပြန်လာခဲ့ပါတော့တယ်အဲ့ဒီလူမျိုးကြီးရဲ့စကားကိုအဲ့ဒီမိန်းကလေးကလည်းနားထောင်ဟန်တူပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီညမှာအဲ့ဒီမိန်းကလေးကရေလာမတောင်းတော့ဘဲနဲ့ရန်နရမှုရဲ့အိမ်ကိုသွားတောင်းပါတယ်နောက်တနေ့မနေ့မှာတော့ရန်နရမှုကိုယ်တိုင်ရေကားနဲ့လိုက်လာပါတယ်ပြီးတဲ့နောက်မှာတော့ဝန်ထမ်းတွေကိုစိတ်ဆိုးမှန်ဆိုးနဲ့မေးပါတယ်ဟိုကောင်မလေးကငါ့အိမ်ကိုညတော့ရေလာတောင်းတယ်ကွာမ င်းတို့တွေကလွတ်လိုက်တာတယ်အဲ့ဒါဘာလို့လဲကွာအဲ့လိုမေးပေမဲ့လည်းဘယ်သူကမှပြန်မဖြေပဲနဲ့ဘာမှမသိကြအောင်ဆောင်းပြီးတော့ကြောင်တောင်လေးလုံနေကြတာမလို့ရန်ရယမှုကလည်းပြန်ထွက်သွားခဲ့ပါတယ် အရိခကြမှာဝန်ထမ်းတွေကလည်းပြုံးစည်းစည်းနဲ့ကြံရိတ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့လမ်းကိုရေဖြမ်းမယ်ဆိုရင်ထိုမင်းကလေးရှိရာတနက်ပင်ကိုပါမမေ့မလျော့ဖြမ်းပေးရပါတော့တယ်။ဒီအကြောင်းအရာလေးကတော့တမ်နီဆက်ယုံကဝန်ထမ်းဖြစ်တဲ့ကိုသိန်းလေးကြုံဆုံခဲ့ရတဲ့ဖြစ်ရမှန်ဖြစ်ပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။